အေးအေးအတွက်တန်တမန်ရေးအခွင့်လန်းဖြစ်လာမလားဘင်္ဂလားဒေ့ရှ်အစိုးရကဘင်္ဂလားဒေ့ရှ်တန်အမတ်ကြီးနဲ့စစ်တမ်းမှုတို့ကိုပြန်လည်ရုပ်သိမ်းနှစ်နိုင်ငံတန်တမန်ရေးတင်းမာလျက်ရှိရန်ကုန်ရှိဘင်္ဂလားဒေ့ရှ်တန်ရုံးမှမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်အမတ်ကြီးမစ္စတာအက်ဖန်ရူနီနိုင်ဗီနဲ့စစ်တမ်းမှုဗိုလ်မှူးချုပ်အင်ဖစ်ဆာလူနီနိုင်ဗီတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူခဲ့ကြောင်းသိရသည်ထိုမိန့်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကမေလ29ရက်နေ့တွင်အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည် တန်တမန်တရင်မြစ်များဤအစိုးရရခိုင်ပြည်နယ်တွင်နေမည်ဆိုးမှုမှုချုပ်ကင်ထားသောအာရခတ်တက်တော်ထင်းရက်နှင့်ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများအကြားဆက်ဆံရေးရှိနေသည်ဟုစစ်ကောင်စီကကန့်ကွက်ခဲ့ပြီးနောက်ယခုကဲ့သို့တန်မတ်ကြီးကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းဦးဆောင်သောစစ်ကောင်စီကတန်တမန်ရေးရဘင်္ဂလားဒေ့ရှ်သို့တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ကြောင်းသိရှိရသည်ထို့ပြင်ယခုမေလအစောပိုင်းရန်ကုန်မြို့ရှိဘင်္ဂလားဒေ့ရှ်တန်ယုံမှစစ်တမ်းမှုဗိုလ်မှူးချုပ် AFS လွန်နေနိုင်ဒီကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူထားပြီဖြစ်ကြောင်းသိရှိရသည်မြန်မာနိုင်ငံမှတန်မတ်နှဦးစလုံးကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်ခေါ်ယူလိုက်ခြင်းကတန်တမာရေးတင်းမာမှုမြင့်တက်လာခြင်းကိုထင်ဟပ်နေသည့်အပြင်ရခိုင်ဘင်္ဂလားနယ်ဆက်လူသားချင်းစာနာထောက်ထားမှုစင်ကြံပြစ်တနာသည်ဘင်္ဂလားဒေ့ရှ်အစိုးရထုတ်ပြန်ချက်များထက်ပုံမှန်နဲ့ဆိုင်လာကြောင်းသတင်းများတွင်တွေ့ရသည်